ရုံလင်းရုပ်ရှင်ကားကြီးတွေပေါ့ကွန်မူဗီတွေရဲ့အဓိကရွေးချက်ကတော့လက်တွေ့ဘဝရဲ့ငွန်းချမ်းမှုတွေကနေခဏတာထွက်ပြေးသိမ်းရှောင်ပြီးစိတ်ပန်းပြေဖို့ပါပဲ။ဒါပေမဲ့ဒီလိုကားတွေမှာဒရမာဆန်နဲ့ဖြောရှင်စရာတွေပုံဝင်လေးမရှိပါဘူး။ဒါကတော့ Now You See Me ရုပ်ရှင်စီးရီးတွေရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ဒီစကားတွေကအရှင်မှုကင်းနဲ့ဟာတာနောတဲ့အဖွဲလိုက်လှုပ်ရှားမှုတွေပေါင်းစပ်ထားပါတယ်။ပြောရရင်တော့ Fast and Furious ကားတွေမှာကားမောင်းပြိုင်တာတွေကိုဖယ်ပြီးမျက်လဲပြောက်ွက်တွေနဲ့အစားထိုးထားလိုပါပဲ။ ပြည်သက်ကိုမျိုးလုံးပြူသွားအောင်လှုပ်ဆောင်ပြီးဖြောပြတတ်တဲ့မျက်လဲပညာရှင်ကောင်းတယောက်လိုပါပဲဒီတတိယမြောက်စကားဖြစ်တဲ့ Now you see me now you don't ဟာပြည်သက်ကိုဖန်ဆင်းနိုင်စွမ်းရှိပါတယ်မူလာ4 Horseman အဖွဲ့သားတွေကတတိယကမှာတော့ Generation Z မျိုးဆက်တဲ့မျက်လဲပညာရှင်၃ဦးနဲ့ပူးပေါင်းလိုက်ပါတယ်ထူးခြားတာကဒီလူငယ်၃ဦးဟာလူမှုရေးတက်ကြွလှုပ်ရှားသူ Social Activist မျက်လဲပညာရှင်တွေဖြစ်နေတာပါပဲ သူတို့ရဲ့ပြင်မှတ်ကတော့ကမ္ဘာအကြီးဆုံးစိန်နှုန်းကြီးဖြစ်တဲ့ Half Diamond ပါလက်သီးဆိုးလောက်ရှိတဲ့ဒီစိန်နှုန်းကြီးကိုပိုင်ဆိုင်သူကတော့ Bronica ဖြစ်ပါတယ်သူမကတောင်အာဖရိကစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ပြီးသူမရဲ့မိသားစုစီးပွားရေးအင်မာယာကြီးကဒီစိန်နှုန်းကြီးပေါ်မှာအခြေခံတည်ဆောက်ထားတာဖြစ်ပါတယ် ရုပ်ရှင်ရဲ့တင်ဆက်ပုံနဲ့ခံစားမှုပိုင်းကိုပြောရရင်နောင်ယူစီမီရုပ်ရှင်တွေရဲ့ချစ်ဖို့ကောင်းတဲ့အချက်တစ်ခုက The Prestige ရုပ်ရှင်ကို Ocean Sagarin နဲ့ပေါင်းစပ်ပြီး Mission Impossible နည်းနည်းဖြူထားလို့ခံစားရတာပါပဲဒီစကားရဲ့အားသာချက်ကဇလန်းဘယ်ကိုသွားမယ်ဆိုတာကြိုခံမှန်းလို့မရတာပါပဲ ဘေးတက်မြုံလင်းထားတာနဲ့တသက်ဆင်အောင်လွဲချော်အောင်အမြဲလှုပ်ဆောင်နေရှိပါတယ်။မြလဲဆရာကောင်းတယောက်ကသူ့ရဲ့လှဲခွက်ကိုထုံးမပြဘူးဆိုပေမဲ့ဒီရုပ်ရှင်ကတော့သူ့ရဲ့လှဲခွက်တွေကိုထုတ်ပြပြီးပိုးရှုပ်သွေးသွားအောင်လှုပ်ဆောင်တတ်ပါတယ်။စကားဖွင့်မှာ Brooklyn က Golden Round ခုမှာ7နှစ်ပြည့် Reunion ပွဲကျင်းပတဲ့အခမ်းအနားစဖွင့်ထားပါတယ်။ ဖိုးဟော့စမန်အဖွဲ့သားတွေစင်မုံတက်လာပြီးတရားစီရီလိုပျောက်သွားတဲ့အခါပြိတ္တတွေအားအသင့်သွားကြပါတယ်။တကယ်တော့ဒါတွေကလူငယ်မျိုးဆက်တစ်တည်းဖြစ်တဲ့ဘော့စ်ကိုဂျွန်နဲ့ချာလီတို့ဖန်တီးထားတဲ့ဟိုလိုဂရမ်နေတာဖြစ်ပါတယ်။ ူတို့ကမျက်လက်ပညာကိုသုံးပြီးကဘာကြီးကိုပိုကောင်းမွန်အောင်ပြုလုပ်ချင်ကြသူတွေပါတရုတ်ဆောင်လေးရဲ့စွမ်းဆောင်ရည်ပိုင်းကိုပြောရရင်ဒီစကားမှာထူးခြားဆုံးက Jaden's Atlas ဖြစ်တရုတ်ဆောင်ထားတဲ့ Jesse Eisenberg ပါပဲအရင်စကားဟောင်းလေးထပ်ပို့ပြီးလွှမ်းမိုးနိုင်ဆိုင်ရှိတဲ့ပုံစံမျိုးနဲ့တွေ့ရပါတယ်2016ခုနှစ်ကထွက်ခဲ့တဲ့ဒုတိယကားနောက်ပိုင်း9နှစ်ကြာမှပြန်ပါလာတဲ့ Eisenberg ဟာစကလုံး3လုံးကစထက်မြက်ပြီးတပတ်သားကိုစကားနဲ့တိုက်ခိုက်ရမှာဆရာကြပါတယ် သူရဲ့တရုတ်ဆောင်ချက်တွေက The Social Network ကားရဲရလိုမျိုးပြည်သက်ကိုဆွဲဆောင်ထားနိုင်ပြီး Danny Ocean ကိုမာနာချီချီမျက်လဲစရာဖြစ်ပြန်လည်မွေးဖွားလာတယ်လို့ပါပဲ Woody Harrelson, Dave Franco, Isla Fisher နဲ့ Lizzie Caplan တို့လည်းပြန်လည်ပါဝင်လာပြီးအခုဆိုရင် Horseman 9ယောက်ဖြစ်လာပါပြီ။ ဗီလင်ဖြစ်တရုတ်ဆောင်တဲ့ Roseman Pike ကလည်းငွေကြီးမမိုးတဲ့စီးပွားရေးသမားအဖြစ်ပြည်ပြင်စွာတရုတ်ဆောင်ထားပါတယ်။လူငယ်တရုတ်ဆောင် Dominic Caesar ကလည်းသူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်ပေမဲ့ဖြည့်သက်ကိုဆွဲဆောင်နိုင်မှုရှိတာတွေ့ရပါတယ်။ Morgan Freeman ကလည်း DDS ဖြစ်ပြန်လည်ပါဝင်ထားပါတယ်။ ရှိုက်ကူမှုပိုင်းကိုပြောရရင် Trader Ruben Fletcher စွန်ဘီလန်ကယခင် Trader ရဲ့လက်ရာကိုဆက်လက်ပုံဖော်ထားပါတယ်။စကားထဲမှာ Husky CV ထွက်ပြေးတဲ့အခါနေ Lady Gaga ရဲ့ Abracadabra တခြင်းနဲ့လှုပ်ရှားမှုတွေပြင်သစ်ကရှေးအောင်တိုက်ကြီးတွေကထောင်ချောက်တင်တဲ့မျက်လေကန်တွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ အရှင်ကန်းနေရမြလဲပြကွက်တင်နဲ့ယုံတော်ထလို့ကြီးရှုသူကိုမျိုးဤစေပါအောင်ညီကုန်းချုပ်အနေနဲ့နောင်းယူစီမီနောင်းယူတုံးဟာပြည့်ပြည့်စုံတဲ့ရုပ်ရှင်မဟုတ်ရင်တော့ပြောစရာကောင်းတဲ့ဖြော်ရည်သက်သက်ရုပ်ရှင်ကားတကားဖြစ်ပါတယ်မျိုးဆက်ဟောင်းနဲ့မျိုးဆက်သည့်မြက်လက်ပညာရှင်တွေရဲ့အားပြိုင်မှုပူပေါင်းမှုတွေနဲ့တူနောက်ဆုံးစသိန်းပိုင်းမှာပါလက်တွေ့ဘဝကိုလှည့်စားလိုက်တဲ့မြက်လက်ပြားွက်တွေကဒီရုပ်ရှင်ကိုကြည့်ကောင်းစေပါတယ် ပေါ်ပေါ်ပါပါနဲ့စိတ်ပန်းပြေခြင်းတဲ့သူတွေအတွက်လက်မလို့တဲ့စကားတကားဖြစ်ကြောင်းညွှန်ဆိုလိုက်ပါတယ်ကျွန်တော် rating ကတော့10မှာ8ပေးခြင်းပါတယ်စကားလေးကို video ရဲ့ first comment မှာ link ချထားပေးပါတယ်ဒီလိုမျိုး review တွေကိုထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့တော့နောက် video တွေမှာပြန်တွေ့ကြပါမယ်